တကယ်ချင်းနေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ one game shop ကနေဘုမပြန်လဲချိုးစောပါတယ်ဗျာဒီနေ့ကတော့ကျွန်တော်အတာတင်းရဲ့ we one mission လေးတွေလည်းကျွန်တော်ထွက်လာပြီဆိုတော့အဲ့လားလေးကိုတကယ်ကျွန်တော်မြန်မာလိုရှင်းပြပေးမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော် with tag ကိုတစ်ချက်ဝင်ကြည့်မယ်နော် with tag ကိုဝင်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ we one ပေါ့နော်ဒီပေါ်ဆုံးတော့ကျွန်တော် win a classmate one tie way wearing melancy worst level 3ဒီကောင်ကတော့ကျွန်တော် classmate မှာ melancy worst level 3 ng ဝင်ပြီးတော့မှာတပွဲနိုင်အောင်ဆော့ပြရမှာဖြစ်ပါတယ် နောက်တစ်ခုတော့ကျွန်တော် use mandate 20 time in a classroom mode ဒီကောင်တော့ကျွန်တော် classroom mode မှာပတ်တီးအချိန်20သုံးပေးရမှာဖြစ်ပါတယ်တပွဲတည်းရှိလဲသုံးလို့ရတယ်မရှိလဲနောက်ပွဲတွေမှာဆက်သုံးလဲရပါတယ်နောက်တစ်ခုတော့ကျွန်တော် travel mode 2000 meter wide updated special jacket desia in classroom mode ဒီကောင်တော့ကျွန်တော် classroom mode မှာ desia ကားနဲ့ meter 2000ပတ်မောင်းမှာဖြစ်ပါတယ်ပတ်မောင်းလဲရတယ်ကျွန်တော်နောက်ကနေ light စီးတော့လဲရပါတယ်နောက်တစ်ခုတော့ကျွန်တော် we were only 60 minute in message ဒီကောင်ကတော့ကျွန်တော်ဝက်1ကပွဲထဲမှာ minute 60နေရမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့က6ကြိမ်လောက်ဝေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဝက်1ထဲမှာစုစုပေါင်း minute 360နေရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် use as portable mass pass to help to teammate fight time in a classroom ဒီကောင်တော့ကျွန်တော် classic mode မှာ portable map pad 5ချိန်အသုံးပြုပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော် complete file method with friend in classic mode ဒီကောင်တော့ကျွန်တော် classic mode မှာတငယ်ချင်းနဲ့5ပွဲပြီးအောင်ဆော့ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ pick up the playgun in free method with teammate in a classic mode ဒီကောင်တော့ကျွန်တော် classic mode မှာရှိတဲ့ teammate နဲ့ဆော့တဲ့ပွဲ squad နဲ့ဆော့တဲ့ပွဲမှာမိမိတို့မှမိမိရဲ့ squad ထဲကတယောက်ယောက်ကနေပြီးတော့ playgun ကို3ပွဲကောက်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော် give 10 like to teammate ဒီကောင်တော့ကျွန်တော် ပွဲဆော်ပြီးတော့လို့ရှင်မိမိနဲ့တွဲဆော်တဲ့လူကို like 10ချိန်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုတော့ကျွန်တော် completely message in classic mode stream pan fontia ဒီကောင်းတော့ကျွန်တော် classic mode မှာကြည့်တယ်ကျွန်တော်အခု mode update stream pan fontia မှာတွားပြီးတော့မှ3ပွဲပြီးအောင်ဆော်ပြရမှာဖြစ်ပါတယ်။နောက်တစ်ခုတော့ကျွန်တော် wait one only log into the game on a total of 3 days ဒီကောင်းတော့ကျွန်တော် wait one မှာ game နဲ့ကို3ရက်ဝင်ပြရမှာဖြစ်ပါတယ်။နောက်တစ်ခုတော့ enter or visit 5 ီကောင်ကတော့ကျွန်တော်အိမ်၅လုံးနဲ့ကိုဝင်လဲပေးရမှာဖြစ်ပါတယ်။ဒါပြင်နောက်တစ်ခုကတော့ကျွန်တော် self pick gift to one friend ဒီကောင်ကတော့ကျွန်တော်တို့တငယ်ချင်းတယောက်ကို speak gift လက်ဆောင်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော် pay up the car 98 one time in a classic mode ဒီကောင်ကတော့ကျွန်တော် classic mode မှာ car 98တပွဲကောက်ပေးရမှာဖြစ်ပါတယ်။ဒါပြင်နောက်ဆုံးတစ်ခုကတော့ကျွန်တော် land in any area of stadium rondo one time in a classic mode ဒီကောင်းတော့ကျွန်တော် classroom မှာရှိတဲ့ကျွန်တော် stadium ကစားကွင်းပေါ်ကို lady တကြိမ်ဆင်းပေးရမှာဖြစ်ပါတယ်။ Okay ကျွန်တော်အခု ရှင်းပြရလာကတော့ A13 ရဲ့ wave one machine တွေပဲဖြစ်ပါတယ်။တော်တော်များများနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။ဗီဒီယိုဆောင်းအကြည့်ပဲတကယ်ချင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။